င်္ဂလာပါရှင်မေလာ23ရက်သောကြာနေ့ရွှေရံကုန်ရဲ့ထူထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့မန္တလေးမှာနောက်ဆက်တွဲငလျင်လှုပ်ခတ်မှုကြောင့်သုံးတပ်တိုက်တလုံးထပ်မံပြိုကျတဲ့သတင်း။မန္တလေးမြို့အနီးဗဟုပြုပြီးမေလာ22ရက်ကအင်အားသုံးတပ်သမား၄အစင်ရှိတဲ့နောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့တာကြောင့်ငလျင်တန်တင့်ထားတဲ့သုံးတပ်တိုက်အဆအဦးတလုံးထပ်မံတင်ဆောင်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဇိုပါနောက်ဆက်တွဲငလင်လောက်ခတ်မှုကြောင်းမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်တိရိမာလာအရှိရကွယ်တိရိမင်္ဂလာကာဝင်ကြီးအနီး89လမ်း23စီလမ်းတောက်မှာရှိတဲ့ငလင်တန်တင့်ထားတဲ့သုံးထက်တိုက်အဆောက်အဦးတလုံးထပ်မံတင်ဆောင်ပြီးပြိုကျမှုဖြစ်ပွားခဲ့တာလို့မိသက်ဌာနကဆိုပါတယ်မန္တလေးမြို့ပေါ်မှာငလင်တန်ကြောင်းလူဦးရေ2000ကျော်ထပ်မံနေတည်ဆုံးခဲ့ရပြီး ဖယားစီရီပထိုးတွေနဲ့ရှေဟောင်းတာသနီကအဆောက်အုံတွေနေအိမ်အဆောက်အုံတွေထောင်နဲ့ချီထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆမဲတဲ့ရင်ကတော့မန္တလေးစကိုင်းဖီလာမှာတွေ့တဲ့ငွေနဲ့ရွှေတဲ့ပစ္စည်းများအနှံနေတဲ့ရင် မန္တလေးမြို့ Sky Villa အစာဦးဘီရဆောင်တဲ့စီရင်ဆောင်လေးမှာဖေရှားရှလင်ဒါရီဆောင်ရွက်ခဲ့ရာမေလ22ရက်မနက်ပိုင်းကစက်သိန်း260ကျော်နဲ့လဝတ်ရတနာပစ္စည်းတွေရှာတွေ့ခဲ့ပြီးပိုင်ရှင်ဖြစ်သူတွေထံလွှဲပြောင်းအပ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံပြည်သက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံပြည်သက်တပ်ဖွဲ့ကစက်ရန်ဒါရီနဲ့အတူဖေရှားရှလင်ဒါရီဆောင်ရွက်ရာမှာဘီရဆောင် G8 အခန်းကနေတွေ့ရှိတဲ့ ငွေကျပ်သိန်းပေါင်း260ကျော်၊ရွှေလက်ကောက်၊ရွှေလက်ဆူ၊ရွှေဆွဲဆူစတဲ့ရွှေတွေပစ္စည်း၊လက်ကျပ်သားရွှေတုံးတုံး၊မိုးကုတ်ကြောက်သေး18ထုံး၊မျောကြောက်အရိုင်း9ထုံး၊မျောကြောက်အချော9တုံး၊ပတ်စပို့စာအုပ်2အုပ်၊ကားအုံနာပုံ3အုပ်နဲ့အရေးကြီးစာရွက်စာရံတွေကိုပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတစင်ပိုင်ရှင်ဖြစ်သူထံလွှဲပြောင်းအနိုင်ခဲ့တယ်လို့ဆိုထားကြောင်းသိရပါရရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မီးနယ်ငလျင်အောင်မခံရွေကျဲ၄ဘီလီယံကျော် ပေးချေပြီးဖြစ်တယ်လို့ဆိုတဲ့သတင်းမန္တလေးငလျင်ကြီးချောင်းပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက်မီးနယ်မြေငလျင်ဘေးဒဏ်အောင်မခံရွေကျဲကျက်၄ဘီလီယံခွဲကျော်ကိုထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့မြန်မာအောင်မခံလုပ်ငန်းကနေသိရပါဗါးအဲ့ဒီငွေပမာဏဟာစီစစ်တွက်ချက်ပြီးတဲ့မီးနယ်မြေငလျင်ဘေးဒဏ်အောင်မခံရွေကျဲအဆောင်ရေ90ကျော်အတွက်ဖြစ်တယ်လို့ဆိုပါတယ် မြမအာမခံလုပ်ငန်းကရွေကြီးငွေချက်4.683ဘီလီယံဘူးပြီးရောခဲ့တဲ့အထက်မှာရန်ကုန်မန္တလေးမိထီလာကြောက်စဲနေပြည်တော်နဲ့စကိုင်းတို့ကတင်ပြလာတာတွေကိုရွေကြီးပေးခဲ့တာလို့သိရပါဗျ။လက်ရှိအချိန်ထိမန္တလေးငလင်ကြီးကျောင်းပြည့်စည်ဆုံးရှုံးခဲ့ရမှုတွေအာမခံရွေကြီးတင်ပြတောင်းခံလာတာကအဆောင်ရည်900ကျော်ရှိတယ်လို့လည်းဆိုပါဗျ။မြမအာမခံလုပ်ငန်းအနေနဲ့တင်ပြတောင်းခံလာတဲ့အာမခံရွေကြီးတွေကိုအမြန်ဆုံးပေးချေနိုင်မှုတွေ ယူကြီးစီစီအဖွဲ့ကိုဖွဲ့စည်းဆောင်ရည်ကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ကြောက်စဲရင်နေအိမ်မီးလောင်မှုဖြစ်ပြီးလူလေးဦးသေဆုံးတဲ့သတင်း မန္တလေးတိုင်းဒေသကြီးကျောက်ဆဲမြို့စီဆုံရက်ကွက်မှာမေလ20ရက်မနက်အစောပိုင်း2နာရီလောက်ကနှစ်ထပ်တိုက်အင်တိန်မှာရေခဲတတာစေကက်စ်အပူလုံခဲရကနေမိလောင်မှုဖြစ်ပွားခဲ့ပြီးတကြီးပိုင်းအမျိုးသမီးကြီး၄ယောက်ဒိတ်ဆုံခဲ့တယ်လို့သိရပါတယ်။မိလောင်မှုကိုမိသက်တဖွဲ့ကနိုင်ဝဲကြော်ကြားညှိနှိုင်းတဲ့ခရပြီးမိလောင်မှုကြောင့်နေအိမ်မှာအိပ်ပျော်နေတဲ့ အသက်63နှစ်အရွယ်ဒေါ်တင်အောင် အသက်85နှစ်အရွယ်အထက်တန်းပြအငိမ့်စာဒေါ်ထိတ်ထွေးအသက်66နှစ်အရွယ်မြို့နယ်ပညာရေးမှူးအငိမ့်စာဒေါ်နွန်ွယ်ဦးနဲ့အသက်58နှစ်အရွယ်တပြေကုန်းကျေးရွာအမကကြောင့်ဒေါ်ခင်သူစာတို့မိသားစုဝင်၄ယောက်မိလောင်သိဆုံးခဲ့တယ်လို့ဆိုပါတယ်။နေအိမ်မှာဖွင့်ထားတဲ့ရေခဲဒေတာစေကကအပူလွန်ခဲ့ရာကနေမိလောင်တာလို့သိရပြီးမိလောင်မှုကြောင့်သေဆုံးသူရုပ်အလောင်း၄လောင်းကိုကြောက်ဆယ်ပြည်သူစေယုံစီကိုပို့ဆောင် ကြောင်းသိရပါတယ်ရှင်။ထမန်နေဆံမဲ့တဲ့ရင်ကတော့ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအနေရဝုန်ဖြစ်နိုင်တဲ့တဲ့ရင်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လာမယ့်ရက်ပိုင်းတွင်လေပြင်းအနေရဝုန်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညင်ကြားမှုဦးစီးဌာနကမေလ22ရက်မှာထုတ်ပြန်ပါတယ်။မေလ22ရက်မိုးလေတနအိခွဲချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာလာမယ့်မေလ29ရက်မှာလီပီအာနဲ့ရေဝံတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ် အဲ့ဒီလီဘီအာနဲ့ရဝံဖြစ်ပေါ်ပြီးနောက်နှစ်ရက်တွင်ပုံမှုအကောင်းလာနိုင်ကြောင်းခန့်မှန်းထားတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။လက်ရှိမှာတော့အနောက်တောင်ဘုတ်တုံလီဟာမြန်မာနိုင်ငံအလဲပိုင်းဒေသတွေနဲ့ဘင်္ဂလားပင်လယ်အောက်အရှေ့မြောက်ပိုင်းဒေသတွေကိုဝင်ရောက်ခဲ့ပြီးမြန်မာနိုင်ငံတဝန်းလုံးကိုတော့လာမယ့်မေလ24ရက်ကနေ30ရက်တွင်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားကြောင်းသိရှိရပါတယ်ရှင်။ ကျမတို့ရန်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ဝန်ရှိထူးခြားပြစ်စင်များကိုအချိန်နဲ့တပြေးသိရှိနိုင်ရန်ထောလင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။